အားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရည်သူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာဒေါတောင်းဇလန်လီရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာဒေါတောင်းနဲ့တကွက်မှားသောကြားဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ ဇလန်ဒီမစတင်ပြီကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်အဲ့ဒီအဖြစ်ပြက်တွေမဖြစ်ပွားမီတရက်လိုခန်းကဖြစ်ပါတယ်။ဆရာဝါကြီးကအိပ်ပြက်ကြီးစီကိုအပြေးလွာရောက်လာပါတယ်။အိပ်ပြက်ကြီးထဲမှာတော့ဥတုခနဲ့မပန်းသာတို့ကကြိုတင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ခမရအရေးကြီးရယ်ဆိုလို့လာခဲ့တာ ပြောပါအောင်ဘာကိစ္စလဲရွှေဟင်းတော်ကိုင်းကမရက်ဖြန်ညမှာဆက်ဖြက်ကိုင်းနဲ့ဆက်ကိုင်းကလူတွေကိုပေါင်းစည်းပြီးတော့တောင်ဆက်အေးမြောက်ဆက်အေးရွာကိုတိုက်ခိုက်တော့မယ်ဗျအဲ့ဒီနေ့ကဂိုင်းကြုံကြီးရဲ့မွေးနေ့မဟုတ်လားသူတို့ကဒါကိုအခွေကောင်းယူပြီးတော့တိုက်ချင်တာပဲဖြစ်ရမယ်ဆရာကြီးဦးသူခကလည်းဆရာဝါကြီးကို ကြည့်လိုက်ရင်းနဲ့ခမရကဒီတော့ဘာဖြစ်ချင်တာလဲဘာဖြစ်ရမလဲသူတို့တိုက်ခိုက်ဖို့ထွက်သွားတဲ့အချိန်မှာဂိုင်းမှာလူနေသွားမှာပဲ ဒီချိန်ကျုပ်ကနောက်ွယ်ကနေလှုပ်ရှားလိုက်မယ်။ဒီကလေးမတွေကိုင်းကနေထွက်သွားပြီးတော့ပြန်မလာနိုင်အောင်လုပ်ရမယ်။ကျုပ်ကိုလူတချို့ပေးပါဥဒုခ။သူတို့ထွက်သွားတဲ့အချိန်နောက်တန်းစခန်းတွေကိုကျုပ်တိုက်ခိုက်သိမ်းပတ်လိုက်မယ်။ကောင်းပြီခမရအတွက်လူ90စီစဉ်ပေးမယ်။ရွှေဟေးသာကိုင်းကလူတွေထွက်သွားပြီဆိုရင်နန်းတော်ရာကိုခမရတိုက်ခိုက်သိမ်းပတ်ရမယ်။ဆရာဝါကြီးကလည်းကြောင်စီတီဖြစ်သွားပါလေ။ဘာလဲခမရကမတိုက်ချင်ဘူးလား။ဒါဆိုရင်လည်းပြန်ပြီးတော့ဆရာဝါကြီးကလည်းခေါင်းညိတ်လိုက်ပြီးတော့တိုက်ချင်ပါလေ။ကျုပ်ကိုလူတွေသာပေးပါ။ မင်းရဲ့ညနေမှာကျုပ်တို့လူတွေကိုခမည်းတော်စီလွတ်ပေးလိုက်မယ်။ခမည်းအသိန်းဆောင်နေပါ။ကောင်းပါပြီ။ဆရာဝါကြီးကလည်းထားထွက်သွားရင်ကြံရွယ်လိုက်တဲ့အချိန်မှာနေုံခမည်းကျုပ်ကိုဂရိပေးထားရှိရနော်။တကယ်လို့အကျန်စီအောင်မြင်နေဆိုရင်ကျုပ်တို့နဲ့ပူးပေါင်းရမယ်။ဆရာဝါကြီးကလည်းမချီသွားဖဲလေးပြုံးကာ။သိပါတယ်ကျုပ်သိပါတယ်။ဆရာဝါကြီးထွက်သွားတဲ့အချိန်မှာမပန်းတာကလည်းအလို့တကြီးနဲ့သူတို့ကတိုက်တော့မယ်ဆိုတော့ကျမတို့ကပြန်လေခုခံမှုပြင်ဆင်ရမယ်မဟုတ်ဘူးလားဆရာကြီး။ တိတ်လဲစိတ်ပူမနေပါနဲ့ငါတို့ကောင်းဆောင်ကြီးနဲ့တွားပြီးတော့တိုင်ပေကြတာပေါ့စိတ်မပူလို့ရမလားတိုက်ပွဲတွေဖြစ်လာတော့မယ်လေပြီးတော့ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းရဲ့အင်အားကလည်းနေတာမဟုတ်ဘူးမပူပါနဲ့မပန်းတာဒီတိုက်ပွဲကကျုပ်တို့မတိုက်ခင်ကလေးကနိုင်နေပြီးသားတိုက်ပွဲပါဥတုခကလည်းအိပ်ပြက်ကြီးအတွင်းကနေထွက်လာခဲ့ပါလေဒေဝကိုင်းမှာဂိုင်းကျုပ်ဥမာရရဲ့မွေးနေ့မင်္ဂလာပွဲကျင်းပဖို့အတွက် အခမ်းအနားတွေပြင်ဆင်နေကြပြီဖြစ်ပါတယ်ဥတုခခေါ်လိုက်တာမို့လို့ဥမာရကလည်းအစည်းအဝေးခန်းတွေကိုလာခဲ့ပါတယ် ဘာများအရေးကြီးလို့လဲဥဒုခ။နေပြည်တော်မှာရွှေဟိတာခိုင်ကလူတွေကတောင်ဆယ်အင်းမြောက်ဆယ်အင်းရွာတွေကိုတိုက်ခိုက်ကြမယ်လို့ပြောပါတယ်။ဥမာရကလည်းထိတ်တက်သွားပါတယ်။ဒီလူတွေကအခွင့်ကောင်းစောင့်နေကြတဲ့လူတွေပဲ။ကျုပ်တို့တံပြန်နီးပြူဟာတခုတော့ရေးဆွဲရမယ်ဥဒုခ။မလိုပါဘူး။ဒီတိုက်ပွဲကကျုပ်တို့အတွက်တော့နိုင်ပွဲပါကောင်းဆောင်ကြီး။ဥမာရကမျက်နှာကိုရှုပ်မဲ့လိုက်ပြီးခမားကတော့တိုက်တောင်မတိုက်ရသေးဘူး။နိုင်နေပြီပဲဗျာ။ဒီအခွင့်အရေးကကျုပ်စောင့်နေတဲ့အခွင့်အရေးတခုပါပဲကောင်းဆောင်ကြီး။ ဒီအခွင့်အရေးကိုတုံးချပြီးတော့ရွှေဟင်းသာဂိုင်းကိုအပြည့်ချိန်မုံးပြရပါမယ်။ခမည်းရဲ့အစီအစဉ်ကိုပြောဆမအောင်။ရန်သူကိုတိုက်ဖို့ဆိုရင်အရင်ဆုံးရန်သူကဘလို့တွေးတယ်လဲဆိုတော့တွေးပြီးဖို့အရေးကြီးပါတယ်ခေါင်းဆောင်ကြီး။ကိုအကြောင်းကိုသိတာကနိုင်ဖို့မသေးကြပါပဲ။ကိုရန်သူအကြောင်းကို ကိုသိထားတယ်ဆိုရင်နိုင်ဖို့ပို့ပြီးတော့သိကြပါတယ်။ဥမာရကလည်းဥတုခရဲ့ဇကားကိုနားဆွေပြီးတော့နားထောင်နေပါလေ။ရွှေဟေးတာခိုင်းကလူတွေကဒီလိုတွေးပါလိမ့်မယ်။ မနက်ဖြန်ကကောင်းဆောင်ကြီးရဲ့မွေးနေ့ပွဲကျင်းပမှာပဲမွေးနေ့ပွဲမှာဂိုင်းကလူတွေအားလုံးကကောင်းဆောင်ကြီးရဲ့မွေးနေ့ပွဲကိုတက်ရောက်နေကြတဲ့အချိန်မှာနေစုံနယ်ပြားကစက်အင်းရွာနေရွာမှာအဆောင်အချက်တွေနဲနေလိုက်မယ်လို့တွေးထားတဲ့ပုံမှာပဲတကယ်လဲနဲနေမှာပါပဲအခုလောလောဆယ်တော့စက်အင်းရွာတက်ရွာကိုလူ30ကြီးစောင့်ကြက်ချထားပါလေဟုတ်ပါပြီစက်အင်းရွာနှစ်ရွာဆိုတာစက်ကိုင်းနဲ့စက်ဖြက်ကိုင်းရဲ့ဇာတိနေရာဖြစ်တဲ့အတွက်နေမြေဒေသအခြေအနေကိုကျုပ်တို့လူတွေထက်အများကြီးပိုပြီးတော့သိနေမှာပါ သူတို့စီမှာလူရင်းရားကလည်း900လောက်ရှိသေးတာမို့လို့သူတို့လက်လို့ခက်ရတဲ့နေမြေတွေကိုပြန်ပြီးတော့လိုချင်နေပုံရတယ်။ဒါကြောင့်မလို့ဒီကိန်းနှစ်ကိန်းကရွာနှစ်ရွာကိုတေချာပေါက်ဝင်ပြီးတော့တိုက်ခိုက်မှာပဲ။လူ30နဲ့လူ900ဆိုကြတဲ့ကဘယ်သူနိုင်မလဲဆိုတော့တန်းသိနေပါပြီဥဒုခ။တာမန်တွေးရင်တော့ဒီလိုပဲတွေးမိမှာပဲ။ဒါပေမဲ့အနိုင်ကက်ဖဲကကျုပ်တို့ရဲ့လက်ထဲမှာကင်ထားပြီးသားပါ။အဲ့ဒီအနိုင်ကက်ဖဲဆိုတာဘာလဲ။ဒီရွာမှာနေထိုင်နေတဲ့လူတွေပါပဲ။ ။ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းကပညာပြိုင်ပွဲကျင်းပနေရင်းနဲ့ကျို့တို့တိုက်ခိုက်လို့ကတောင်းကနေနဲ့ထွက်ပြေးသွားကြရတာဆိုပေမဲ့ဒီလူတွေရဲ့မိန်းမတွေကလေးတွေမိသားစုတွေကဒီရွာနေရမှာကြံနေခဲ့ပါတယ်။သူတို့ဆက်အင်းရွာတွေကိုတိုက်ခိုက်ချင်းရတဲ့အကြောင်းရင်းကလည်းဒီမိသားစုတွေနဲ့ပြန်လဲစုံစည်းချင်ပုံရပါတယ်။ခမည်းပြောတာလည်းဟုတ်လောက်တယ်။ဒါကြောင့်မလို့ဒီမိသားစုတွေကိုလူသားတိုင်းကအဖြစ်နဲ့အတုံးချပြီးတော့သူတို့ကိုအကြက်ကိုင်လိုက်မယ်ဆိုရင်သူတို့ကိုတိုက်စရာမလိုတော့ဘဲနဲ့အလိုလိုလက်နဲ့ချအညံ့ခန့်လာအောင်လို့လုပ်လို့ရပါတယ်။ ဖြစ်ပါမလားခိုင်းချုပ်ကလေးမကသူတို့ကိုတွားခွင့်ပေးပါမလားမိသားကစိတ်ပျော့ပါတယ်မိသားစုတွေကိုတတ်မဲဆိုရင်သူကကျင်းသိပေါက်တွားခွင့်ပြုမှာပါဥမာရကလည်းကောင်းချင်ရင်နဲ့တိုက်ပွဲအချိန်တွေကိုပြောပါအောင်သူတို့ကရုံတောင်ပြေခွေးမြောက်လိုက်ဆိုတဲ့နီးပြူဟာကိုတုံးချေပုံရတယ်ဒါကြောင့်ရွာနေရွာကိုပြိုင်သူတိုက်မှာမဟုတ်ပဲနဲ့ရွာတရွာကိုအရင်စီနေတိုက်ခိုက်ပါလိမ့်မယ်ဒါဆိုရင်ကြံတဲ့ရွာတရွာကလူတွေကတစ်ဖက်ရွာကိုစစ်ကူဖို့သွားတဲ့အချိန်မှာသူတို့ကတစ်ဖက်ရွာကိုထပ်ပြီးတော့တိုက်ခိုက်လိမ့်မယ် ဒါကြောင့်မလို့မနေ့ပြညမတိုက်ခင်ရွာနှရွာကမိသားစုတွေကိုရွာနှရွာရဲ့အလဲကြားကမြေကွက်လက်ကိုဖမ်းဆီးခေါ်ဆောင်လာပြီးတော့သူတို့နှစ်ဖွဲ့စလုံးစုံမိအောင်လို့လုပ်ရပါမယ်။သူတို့ကအညံ့မခံဘူးဆိုရင်ရောဒါဆိုရင်တော့သူတို့မိသားစုတွေကိုတယောက်မကျန်အကုန်တတ်ပြစ်ရမှာပေါ့။ဥမာရကလည်းအံ့ဩထိတ်လန့်သွားကပုံမှန်ဆိုရင်ဂိုင်းအဖွဲ့ဝင်တွေကဂိုင်းအဖွဲ့အချင်းချင်းသာတိုက်ခိုက်ကြပြီးမိသားစုတွေမဆိုင်တဲ့လူတွေကိုဒုက္ခပေးလို့မရှိဘူးဥဒုက္ခ။ဒါကဂိုင်းနေအချင်းချင်းကြားမှာထားတဲ့ကြေးဝတ်တစ်ခုပဲ။ ခမညာဒီလိုလောက်တာကဂိုင်းနေအချင်းကြီးကြားမှာထားတဲ့ကျင့်ဝတ်ကိုဖောက်ဖျက်ရကြမနေဘူးလားခေါင်းဆောင်ကြီးကအတွေးခေါင်နေပြန်ပါပြီတိုက်ပွဲဆိုတာကဘလို့နီးနေပဲဖြစ်ဖြစ်အနိုင်ရဖို့ပဲမဟုတ်ဘူးလားဒီနီးနေမှာမတိုက်ရင်သူတို့ဂိုင်းကလူ900ကိုကျို့တို့ကလူ900ဒီပါပြန်ပြီးတော့ခုခံရလိမ့်မယ်ဒီတိုက်ပွဲကသွေးချောင်းစီးတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်သွားလိမ့်မယ်ခေါင်းဆောင်ကြီးဒီတော့ဘသူဘသူမှမနစ်နာတဲ့နီလန်းကိုအသုံးပြုတာကအကောင်းဆုံးပဲမဟုတ်ဘူးလားဥမာရာကလည်းကောင်းကျင့်လိုက်ပါတယ် ခမရပြောတာမှန်ပါတယ်။ဒါနဲ့ဒီတိုက်ပွဲတစ်ခုကိုအနိုင်ရုံနဲ့ရွှေဟင်းသားခိုင်းကြီးတစ်ခုလုံးကိုတိမ့်ဖိုက်ဖို့ဆိုတာဖြစ်နိုင်ပါမလား။ဒီတိုက်ပွဲကိုမိသားနဲ့မမကြီးကိုရိုင်းကလိုက်သွားပြီးတော့ကုတ်ခဲမှာပဲ။အဲ့ဒီအခါမှာရွှေဟင်းသားခိုင်းရဲ့ပိုင်တဲ့နေရာနှစ်ခုကိုအဆောင်အချက်တွေထားခဲ့လိမ့်မယ်။ဟေးသားကုန်းကိုတော့မောင်ဆိုင်ကစောင့်ချက်ပြီးတော့နန်းတော်ရကအိမ်နဲ့ကြီးကိုတော့ဒေါ်ဖွားရှင်နဲ့ဒေါ်ဖွားခင်တို့တွေကကြံခဲ့မှာပဲ။ကျုပ်တို့တွေကံကောင်းသွားတာတခုကသူတို့စီမှာဆေးရအောင်မရှိနေတာပဲ။ ဆရာနောက်သာရှိနေတော့ကျုပ်အကျန်းစီကအောင်မြင်ချင်မှအောင်မြင်မယ်။ဟင်းတော်ကုန်းကိုတိုက်ဖို့ဆိုတာကမလွယ်ဘူးနော်။ပြီးတော့မောင်ဆိုင်ဆိုတာကလည်းတော်ရုံလိုမဟုတ်ဘူးလို့ကြားဘူးတယ်။မှန်ပါတယ်။ဒါပေမဲ့မောင်ဆိုင်ဆိုတာကတစ်ဖက်ခိုင်းမှာနေလိုလာလိုထိုးတောက်ခဲ့တဲ့လူတစ်ယောက်ပါ။ဒီခိုင်းမှာတော့တာမန်အညာတရရာဓုကလေးရထားတာကိုလုံးဝမကျေနပ်တဲ့လူပါ။ကျုပ်သတင်းတွေကြားရတဲ့လောက်တော့မောင်ဆိုင်ကချွေဟင်းတော်ခိုင်းမှာလူတွေကိုတိတ်တိတ်ကျိတ်စီးယုံနေတယ်လို့ကြားရပါတယ်။ မိသားတို့တိုက်ခိုက်ဖို့ထွက်သွားတာကိုအခွင့်ရေးလို့မြင်သွားခဲ့မယ်ဆိုရင်ဟင်းသာကုန်းကကြာဆုံးမှုအသေးကြပါပဲ။မောင်ဆိုင်လူလူကငါတို့နဲ့ပူးပေါင်းပါမလား။ဘယ်ပူးပေါင်းပါမလဲကောင်းဆောင်ကြီးရ။သူကသူ့စွမ်းနဲ့ဂိုင်းတစ်ခုထောင်လို့ရတယ်လို့ထင်နေတဲ့လူပဲ။ဒါဆိုသူ့ကိုဂိုင်းတစ်ခုထောင်လို့တွန်းအားပေးရမယ်ဆိုတဲ့သဘောလား။ဟုတ်ပါတယ်။ဒီကိစ္စကိုကြုံတောင်းဝန်ယူပြီးတော့ဆောင်ရွက်လိုက်ပါမယ်။ရွှေဟင်းသာဂိုင်းကိုကျုပ်တို့မပိုက်ပြီးမဲ့ဘာပဲဖြစ်ဖြစ်ပြိုကွဲသွားတာပေါ့နိ။ဥတုခရဲ့အကြံကောင်းပါတယ်။ ဒါနဲ့နန်းတော်ရာကိုဘယ်လိုလုပ်ကြမလဲဆရာဝါကြီးကရွှေရင်းသာကရဲ့ဂိုင်းချုပ်ဖြစ်နေရဲ့လူပါသူ့ကိုလူအင်အားပေးပြီးတော့နန်းတော်ရာကိုတိမ့်ပိုက်ဖို့အစီအစဉ်ထားပြပါပြီဥမာရကလည်းပြုံးလိုက်တာကောင်းလိုက်တာဥတုခါတို့ကြံရည်ဖန်ရည်ကောင်းချက်ပြတစ်ချက်ခုတ်တာနဲ့တကယ်ပဲ၃-၄ပိုင်းပြတ်တာပဲစက်အင်းရွာကဆစ်ရှုံးလို့ပြေးလာတဲ့မိသားတို့ကတော့လွတ်လပ်မမြင်တော့ဘူးစက်အင်းရွာကိုကျုပ်ကိုယ်တိုင်ဦးစီးပြီးတော့တိုက်မှာပါမိသားနဲ့မမကြီးကိုကျုပ်ကလက်ရဖမ်းဆီးမှာပါ ဒါပေမဲ့အရန်နီးလန်းတွေကိုတော့တွေးထားပါသေးတယ်။ဘလို့အရန်နီးလန်းလဲ။တကယ်လို့ကျုပ်သားမိသားကိုဖမ်းမမိခဲ့ဘူးဆိုရင်မိသားကဟင်းသာကုန်းကိုပြေးလာမှာပဲ။ဟင်းသာကုန်းကိုမောင်ဆိုင်လိုတိမ့်ပိုက်လိုက်တယ်ဆိုတာသိသိချင်းနန်းတော်ရဘက်ကိုစုတ်ခွာမှာပဲ။ခမည်းပြောတာဟုတ်တယ်။ဒါကြောင့်မလို့နန်းတော်ရနဲ့ဟင်းသာကုန်းသွားတဲ့လမ်းမှာလက်စားချေချင်နေတဲ့စိတ်တလုံးကိုလူ90ဦးဆောင်ခိုင်းပြီးတော့ပိတ်ဆို့တိုက်ခိုက်ပြီးတော့ဖမ်းဆီးခိုင်းလိုက်ပါမယ်။ဒါဆိုရင်တော့မိသားတယောက်ပြေးပေါက်မရှိတော့ပါဘူး။ ဟန်ကြလိုက်ပြီဗျာဒီအစီအစဉ်သာအောင်မြင်ခဲ့မယ်ဆိုရင်ခမည်းကိုကျုပ်ယာရုတိုးပေးပါမယ်ဥတုခကျုပ်ဒီညနေပဲမောင်ဆိုင်နဲ့တွေ့ပါမယ်ခေါင်းဆောင်ကြီးညနေအချိန်လိုရောက်ခဲ့ပါပြီဇေယျကြီးတခုအသွင်းမှာတော့မောင်ဆိုင်နဲ့ဥတုခတို့တွေ့ဆုံနေကြပါတယ်ကျုပ်ကဂိုင်းတစ်ထောင်မှုအစီအစဉ်ရှိပါတယ်ဒါပေမဲ့ခမည်းတို့ကိုကျုပ်မယုံဘူးဒါကတော့စိတ်မပူပါနဲ့ကျုပ်တို့ကြားမှာနားလည်မှုတွေတခုတော့ထားကြရအောင်ဘလို့နားလည်မှုလဲမင်းဂိုင်းတစ်တီထောင်ခဲ့ရင်မင်းရဲ့ဂိုင်းကို ဒေဝကိုင်းကလက်ဖျားနေတော့မထိပ်ဘူးဆိုတဲ့ခရီးပဲခမရခရီးပေးနိုင်တယ်ဆိုရင်တော့ကျုပ်လုပ်မယ်လုံးလိုက်စမ်းမမောက်ဆိုင်ရခမရကတစ်ချိန်တုန်းကကံမောစာခိုင်းရဲ့ဇောပွားကြီးဖြစ်လာမယ်လူတယောက်ပဲမင်းကလေးတယောက်စီမှာထားရနေစေရသွားရမယ်အစ်မဟုတ်ပါဘူးဒါပေမဲ့ဒီလိုလုပ်တာရွှေရည်တာခိုင်းဖို့တစ္ဆာဖောက်ရမကြဘူးလားတစ္ဆာဟုတ်လားဥတုခလည်းအတန်ကြောင်ရီမောပါလေမေတ္တာတစ္ဆာရှိရဲဆိုရင်အစာကလေးကဇောပွားကြီးကိုမတက်ဘဲနေမှာဘောကွာမဟုတ်ဘူးလား မောင်ဆိုင်ကလည်းမခံမရနိုင်ဖြစ်ကဇဲကြီးပေါ်ကနေဆင်းသွားပါတယ်။သူတစင်ထောင်မှမလားဆရာကြီး။အရင်ကတော့ထောင်ချင်မှထောင်လိုက်မယ်။အခုတော့ထောင်ဖို့ရပို့ပြီးတော့တေးကြသွားပြီ။ဥဒုခရဲ့အကြံစီအားလုံးဟာတသွေမသိဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မိသောတယောက်လမ်းပေါ်မှာပြေးလွှားလာခဲ့ရင်လည်းစိတ်တလုံးနဲ့ပတ်ပင်တိုးမိပါတယ်။စိတ်တလုံးနဲ့မိသောတို့ဟာတယောက်နဲ့တယောက်တိုက်ခိုက်ကြပါတယ်။စိတ်တလုံးကလည်းမိသောကိုတရက်ဆက်တိုက်ခိုက်ပြီးမြေတောင်ကတော့စိတ်တလုံးရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်လျှောက်တိန်နေပါတယ်။ ။ဦးကြီးစိတ်တလုံးဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ။ဘာဖြစ်လို့လဲဟုတ်လား။နေမဲငါရီဝါကိုစောင့်ကန်ထုတ်ခဲ့တာမဟုတ်ဘူးလားမိခါရဲ့။ကျမမားခဲ့တာကိုသိပါတယ်။အခုမှတော့နောက်ကျသွားပြီ။မင်းကငါဘာပြောခဲ့တယ်လဲမိခါ။မင်းတို့ကငါ့ကိုအယူအပေါ်လို့သဘောထားတယ်။ငါပြောသမျှစကားကိုနားမဝင်ခဲ့ဘူးမဟုတ်ဘူးလား။အခုမင်းနေရာပေးလိုက်တဲ့မောင်ဆိုင်ကမင်းကိုဘလို့လောက်သွားလဲဆိုတာတွေ့ပြီမဟုတ်လား။ဒီလိုကောင်မျိုးကိုမယုံပါနဲ့လို့ငါအတန်တန်ပြောခဲ့ရတာနဲ့ ကျမမားပါတယ်လို့ဝန်ခံခဲ့ပြီးပြီမဟုတ်ဘူးလားဦးကြီးစိတ်တုံးကဘာဖြစ်ချင်နေရလဲဒီအမအတွက်မင်းနနာကြည်ကြည်ပြန်ပေးဆက်ရမယ်မိခါဦးကြီးစိတ်တုံးကကျမကိုမနိုင်ဘူးဆိုတာကိုသိတယ်သိတယ်မင်းကိုမနိုင်ရင်လည်းငါ့ကိုငါဖောက်ခွဲပြီးတော့ဖျက်ဆီးပစ်မယ်ဒီမဲ့မိခါငါ့ဘဝမှာဘာမှဆုံးရှုံးစရာမရှိတော့ဘူးငါ့မိသားစုဆိုတာလည်းမရှိတော့ဘူးငါ့ရဲ့ဒုတိယမိသားစုလို့ခေါ်တဲ့ခိုင်းကလည်းငါ့ကိုခွေးတကောင်မောက်ထုတ်သူလို့မောက်ထုတ်ခဲ့တာငါ့ဘဝကတည်သွားတာမှပို့ပြီးတော့ကောင်းလေအောင်မယ် အဲ့ဒီအချိန်မှာတော့အနောက်ကနေလိုက်လာတဲ့မောင်ဆိုင်တို့လူတစုဟာမိသားတို့အနီးကိုရောက်လာခဲ့ပါတယ်။မောင်ဆိုင်ကလည်းဓာကြီးတစ်လက်ပစိန်ကြီးတစ်လက်ကိုလက်တစ်ဖက်စီမှာဖန်တီးလိုက်ပြီးတော့မင်းတို့ဒီနေ့ငါလက်ချက်နဲ့တေရမယ်မိခါ။စိတ်တလုံးကပါတိုက်ပွဲအတွင်းကိုဝင်လာခဲ့ပါတယ်။မိသားဟာစိတ်တလုံးနဲ့မောင်ဆိုင်တို့ရဲ့ပူပေါင်းတိုက်ခိုက်မှုကိုကာကွယ်နေရပါတယ်။ဒါပေမဲ့လည်းမကြမီအချိန်တွင်းမှာစိတ်တလုံးကမောင်ဆိုင်ကိုတိုက်ခိုက်လိုက်ပါတယ်။စိတ်တလုံးမင်းဒါပါလို့တာလေ။ဒါတွေအားလုံးကမင်းကြောင့်ပဲမောင်ဆိုင် ငါလက်စားချေချင်တာမိခါကိုမဟုတ်ဘူးမင်းကိုလက်စားချေချင်တာမိခါကိုဖမ်းဆီးပြီးမှမင်းနဲ့ငါဆင်းရဲရှင်းကြမယ်စိတ်တလုံးမောင်ဆိုင်ကလည်းမိတောင်းထံကိုခုံဝင်လိုက်တဲ့အခါမှာတော့စိတ်တလုံးကလည်းအရှိကနေပိတ်ကရက်တက်လိုက်ပါတယ်မင်းနဲ့ငါနဲ့အရင်ရှင်းကြမယ်စိတ်တလုံးမင်းကတော်တော်အုံအောင်မရှိတဲ့ကောက်မဲဒါကြောင့်မို့မင်းရဲ့ဘွားကဒီလိုဖြစ်နေတာငါဘွားဘလို့ဖြစ်ဖြစ်ပါမင်းဘူမပအောင်မောင်ဆိုင်စိတ်တလုံးနဲ့မောင်ဆိုင်တို့ကတိုက်ခိုက်ကုန်ပါတယ်စိတ်တလုံးကလည်းမိတောင်းကိုကြည်ရင်းနဲ့မိခါ မင်းနဲ့ငါနဲ့ကြားကရှိခဲ့ဘူးတဲ့တန်ရောစင်တွေကြောင့်မင်းကငါနောက်ဆုံးကြိတ်ဖြစ်နေလွတ်ပေးလိုက်မယ်မင်းအခုသွားတော့မိသားကလည်းအဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ်မောင်ဆိုင်ကလည်းနောက်ကနေလိုက်ချင်ပေမဲ့စိတ်တလုံးကတားဆီးထားတာမို့လို့လိုက်လာပြီးမရပေးအဲ့ဒီချိန်မှာနန်းတော်ရဘက်ကနေလူအုပ်ကြီးတို့ကပြေးလာပါတယ်အဲ့ဒီလူအုပ်ကြီးရဲ့ရှေ့မှာတော့ဝေါ်ရင်ကြီးစီးထားတဲ့ဆရာဝါကြီးကလိုက်ပါလာခဲ့ပါတယ်ဟိတာကုန်းကိုချီတက်ဟိတာကုန်းကိုတိုက်ခိုက်ကြအဲ့ဒီလူစုမတွေ့မိစေရန်မိသားကလည်းပုံအောင်နေလိုက်ရပါတယ် စိတ်တလုံးနဲ့မောင်ဆိုင်တွေတိုက်ပွဲဟာပုံမူပြေးထန်လာခဲ့ပါလေ။ဒါပေမဲ့လည်းမောင်ဆိုင်ကိုစိတ်တလုံးကမရှင်းနိုင်တာမို့လို့ခံကြည့်ပဲခံနေရပါလေ။လာစမ်းမှာစိတ်တလုံးရဲ့မိရဲ့အစင်လောင်တဲ့မိကုံမီဘာများမှန်းနေတယ်လဲ။စိတ်တလုံးကလည်းပြန်လဲကုန်းထားပြီးတော့မောင်ဆိုင်ကိုတိုက်ခိုက်ပြန်ပါလေ။မောင်ဆိုင်ကလည်းစိတ်တလုံးရဲ့ရင်ဝါကိုဓာတ်နောက်နဲ့စောင့်ထည့်လိုက်ပါလေ။အဲဒီအခါမှာတော့စိတ်တလုံးဟာဖိတိုက်လဲတာလဲကြတော့ပါလေ။မိတို့တစ်ဖက်ကန်းကောင်ကငါ့ကိုနိုင်မတဲ့လား။ မင်းရဲ့မျက်စိတွေတဖက်တည်းကန်းနေတာမဟုတ်ဘူးမင်းရဲ့စိတ်ထားကတစောက်ကန်းဖြစ်နေတဲ့ကောင်းကစိတ်တလုံးရဲ့မျက်နှာကြီးဟာနီးရဲတက်လာပါတယ်ပြောစက်ဟဲ့ကောင်မင်းကောင်ပြောစမ်းကွာစိတ်တလုံးကလည်းအသားရည်ပါမိခင်ထားသည်နဲ့တန်ချောင်းကိုမိဖုတ်ထားသည်နဲ့နီးရဲတက်လာပါတယ်အဲ့ဒီနောက်မှာတော့မောင်ဆိုင်ထံကိုခုံအုပ်လိုက်ပါတယ်မောင်ဆိုင်ကလည်းလှန်ရှည်ကြီးတစ်ခုကိုဖန်တီးလိုက်ပြီးတော့စိတ်တလုံးရဲ့ရေဝါကိုထိုးဆိုင်ချလိုက်ပါတယ်စိတ်တလုံးရဲ့ကိုယ်ကိုလှန်ကြီးကထုတ်ချင်းပေါက်တိုးဝင်သွားပါတယ် စိတ်တလုံးကလည်းလှန်တက်ကိုကင်ကမောင်ဆိုင်ကိုပြေးဖက်လိုက်ပါလေငါတယောက်ထဲတော့အသေးမခံနိုင်ဘူးမေးလို့ကောင်းကိုပါငရေပြေကိုခေါ်သွားမယ်ဟိမောင်ဆိုင်ကလည်းအကြောက်ကန်ရုတ်ကန်ပါလေအဲ့ဒီချိန်မှာတော့စိတ်တလုံးရဲ့ကိုကနေဝုန်းကလေးပေါက်ကွဲထွက်သွားပါလေပေါက်ကွဲလိုက်တဲ့အချိန်ဟာအလွန်ကြီးမားလို့နာမို့လို့ရေကြီးများပြီးတုန်ခါသွားပါလေနီရဲတောက်နေတဲ့အလေးရောင်ကြီးတစ်ခုဟာကောင်းကင်တခွင်ပြတ်ကျဲပြီးတော့ထွက်ပေါ်သွားပါလေမိသောင်းကလည်းပောက်ကွဲတန်ကြီးကြားတာမို့လို့အနောက်ကိုလှည့်ကြည့်လိုက်ပါတယ် အနီရောက်အလေးနက်တွေကကောင်းကင်တခွင်ကိုထိုးတက်ကပြက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။ဦးကြီးစိတ်တလုံးမိသားကလည်းအော်ဟစ်ရင်နဲ့ထိုင်ကြသွားပါတယ်။စိတ်တလုံးကလည်းမိမိကိုမိမိဖြက်စီးပစ်တဲ့အဖြက်စီးစွမ်းအင်နဲ့ဖြက်စီးပေါက်ကွဲလိုက်ခြင်းပဲဖြစ်ပါတယ်။မောင်ဆိုင်ကလည်းပေါက်ကွဲမှုတန်းကြောင့်လွင့်ထွက်သွားပါတယ်။မောင်ဆိုင်ဟာကာကွယ်မှုအစွမ်းကိုအစွမ်းကုန်အတုံးချကာကွယ်လိုက်တာမို့လို့အသက်မသေးခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစိတ်တလုံးရဲ့ပြေးထန်တဲ့ပေါက်ကွဲအားကြောင့်ခန္ဓာကိုယ်တစ်ချမ်းဟာမီးကျွမ်းတဲ့ကဲ့သို့ဖြစ်ကား ဆုတ်ပြက်ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာတော့ဆရာဝါကြီးတို့အဖွဲ့ဟာအဲ့ဒီနေရာကိုရောက်လာပြီးတော့တိုက်ခိုက်ကြပါတယ်။မောင်ဆိုင်တို့အဖွဲ့ဟာဟိတာကိုကိုပြန်လဲဆုတ်ခွာသွားပါတယ်။မိသားကလည်းပြေးလွှားရင်းနဲ့အိမ်နဲ့ကြီးစီကိုရောက်လာခဲ့ပါတယ်။အိမ်နဲ့ကြီးမှာတကားပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။မိသားကအနီးကိုတိုးကပ်လာတဲ့အခါမှာတော့အိမ်နဲ့ကြီးရဲ့တကားပွင့်သွားပြီးဆရာကိုင်တယောက်ထွက်လာခဲ့ပါတယ်။ဂိုင်းချုပ်အိမ်ထဲကိုအမြန်ဝင်ပါ။မိသားအိမ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့ဒေါ်ဖွားရှင်အဖွားခင်နဲ့ ခိုင်းသားအနေချင်းကိုသာတွေ့ရပါတယ်။ခိုင်းသားတွေဟာကြောင်ရုံထိတ်လန့်နေတဲ့အသွင်ပြေကိုစောင့်နေပါတယ်။ဒေါ်ဘွားရှင်ကလည်းမိသားကိုကြည့်လိုက်ပြီးခိုင်းချုပ်မမကြီးရောကျန်တဲ့ခိုင်းသားတွေရောမိသားဟာစိတ်ပြတ်အားငယ်စွာနဲ့ထိုင်ကုန်မှာထိုင်ချလိုက်ပါတယ်။ဆရာကိုင်းကလည်းဒီတစ်ခွက်ယူလာပေးကမိသားကိုတိုက်လိုက်ပြီးတော့ဆက်အင်းရောတိုက်ပွဲအခြေအနေဘလို့ဖြစ်သွားတယ်လဲခိုင်းချုပ်။မိသားဟာအကြောင်းစုံရှင်းပြလိုက်တဲ့အခါဆရာကိုင်းတို့ဟာငိုင်ကုန်ကြပါတယ်။ဒါဆိုကျန်တဲ့လူတွေကိုတွားခဲ့ရမယ်လေ။ ဆရာကိုင်ကိုတော်ဖွားရှင်ကတားလိုက်ပြီးတော့ငါတို့ဒီကနေထွက်သွားမယ်ဆိုရင်ငါတို့တွေအိတ်ချေရမဲ့တွေဖြစ်သွားကြမှာပဲ။ဒါနဲ့ဆရာကိုင်တို့ကရောဒီအိတ်နဲ့ကြီးကိုဘလို့ရောက်လာခဲ့ရလဲ။ဆရာကိုင်ကလည်းအเจ้าရာတွေအားလုံးကိုပြန်လေပြောပြလိုက်ပါလေ။မောင်ဆိုင်ခေါ်လိုက်တာမို့လို့ဆရာကိုင်ကလည်းအခန်းတွင်းကိုဝင်လိုက်ပါလေ။ဆရာကိုင်ကရှမ်းလူပြိုလဲဖြစ်ပြန်အရင်တုန်းကလည်းဆရာချေရဲ့အသားတပည့်တူလဲဖြစ်တာကြောင့်ဆရာကိုင်ကိုခေါ်လိုက်တာပဲ။ဟုတ်ကဲ့ပြောပါမောင်ဆိုင် ကျောက်ရဲ့အီးချင်းနဲ့ဟော်ရီနေရာနဲ့ထိုက်တန်တယ်လို့ဆရာကယူဆသလားမောင်စားရဲ့စကားကြောင့်ဆရာကိုင်းကလည်းအနေငယ်တွေ့ဝေသွားပါတယ်မောင်စားရဲ့မိကွန်းဟာတမျိုးတစ်ပုံဖြစ်နေတာကိုမောင်စားရဲ့အကြိုက်ကိုလိုက်ရောဖို့စုံဖြတ်လိုက်ပါတယ်မတန်ပါဘူးမောင်စားဟုတ်တယ်ခမရမှာအမြင့်မှန်ရှိသေးတယ်ရွှေဟေးသားကိုင်းကလူတွေကအမြင့်မှန်မရှိကြဘူးအမြင့်မှန်ဆိုတာကဘာကိုပြောတာလဲမောင်စားကျုပ်ကကံမောစာခိုင်းမာတော့က ိုင်းကြုံကြီးပြီးရာထူးအကြီးဆုံးလူတစ်ယောက်ဖြစ်တယ်လို့အစွမ်းစားအရှိဆုံးလူတစ်ယောက်ဆိုရတယ်မမဘူးဒါကိုမိခါကငါ့ကိုအထင်မြင်သေးပြီးတော့ခြံဆောက်ခွေးလို့တာဝန်ပေးတာဖြစ်သင့်ရဲ့လားအဲမဖြစ်သင့်ပါဘူးမောင်ဆိုင်ဒါကြောင့်ငါအစွမ်းစားဘလောက်ရှိရဲဆိုတာသူတို့သိအောင်လို့ဒီဟင်းတာကုန်းကိုငါတိမ့်ပိုက်မယ်ဆရာကိုင်းကလည်းတုံ့လုပ်သွားပါလေဘာကြောင့်လဲဘသူအတွက်နဲ့တိမ့်ပိုက်မှလည်းမောင်ဆိုင်ဘသူအတွက်မှမဟုတ်ဘူးငါအတွက်ပဲငါအတွက်ဆိုတော့ဘလို့များလဲ ဒီမဲ့ဆရာကိုင်းငါရဲ့အစွမ်းစားနဲ့ဂိုင်းတစ်တကိုင်းတီထောင်မှုဆိုတာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဂိုင်းတစ်ခုကိုတီထောင်နေဆိုတာကမဖြစ်နိုင်ဘာပြောလဲဆရာကိုင်းမောင်ဆိုင်ကပိတ်ဟောက်လိုက်တာကြောင့်ဩဟုတ်လေဖြစ်နိုင်ပါတယ်မောင်ဆိုင်အများကြီးဖြစ်နိုင်ပါတယ်အခုငါလူတွေကိုစူးစီးပြီးသွားပြီမိခါတို့လည်းထွက်ခွာသွားပြီဆိုတော့ငါတို့ရွှေဟေးတာဂိုင်းကိုတော်လန့်ပြီးတော့ဒီနယ်မြေကိုတိမ့်ပိုက်လိုက်ရုံရှိတော့တာပေါ့ဆရာကိုင်းကလည်းအလိုထိတ်လိုက်အံ့ဩသွားပြီမဲ့မောင်ဆိုင်မရိပ်မိအောင်ဟန်ဆောင်ထားရပါတယ် ကျုပ်ဘက်မှာဆက်ရကိုင်းပါမလားရွှေဟေးသာခိုင်းကိုပဲတစ္ဆာဆက်ခံမလားကျုပ်ခမားနောက်ကိုပဲလိုက်ပါမယ်မောင်ဆိုင်ဆရာကိုင်းရဲ့အတန်တွေကတုံရင်နေပါတယ်ဒီလိုမှဘောဆရာကိုင်းရဲ့ကဲလာပြခိုင်းသားတွေကိုသွားပြီးတော့စီးအောင်ရအောင်ကျုပ်ဘက်မလိုက်တဲ့လူမှန်သမျှကိုသွားပြီးတော့တက်ပြကြအောင်ဆရာကိုင်းနဲ့မောင်ဆိုင်ကလည်းအခန်းအတွင်းကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့လည်းမောင်ဆိုင်ရဲ့ဇကားကိုနားမခံသူမရှိပါဘူးနီးရဒါကြောက်ရတာမို့လို့မောင်ဆိုင်ရဲ့ဇကားကိုလက်ခံလိုက်ရပါတယ် ဒါပေမဲ့လည်းအများစုဟာမောင်စားရဲ့ဇကားကိုနားယောင်ကလက်ခံထားကြသူတွေပဲဖြစ်ပါတယ်။ဆရာကိုင်ကအဲ့ဒီလူတွေရဲ့အလေးငိုက်ကိုစောင့်နေပါတယ်။တကိုင်းလုံးကိုစီယုံပြီးတဲ့အခါမှာတော့မောင်စားရအောက်လက်ငယ်သားတွေကိုယာရုတွေပေးနေပြန်ပါတယ်။အဲ့ဒီအချိန်မှာဆရာကိုင်ကအသာကလေးလစ်ထွက်ခဲ့ပါတယ်။ဆရာကိုင်ဘယ်သွားမလို့လဲ။အော်ဟိုလေပွဲကြီးတစ်ပွဲအောင်မြင်သွားပြီဆိုတော့အောင်သေးအောင်သားစားရမယ်မဟုတ်ဘူးလား။ရွှေဟင်းသာကိုင်းမှာယမကာကောင်းကောင်းမရှိတာမို့လို့ ရမကာလေးသွားဝယ်ပေးမလို့ပါ။ကောင်းပြီ။ခမည်းတော်တိုင်းမသွားနဲ့။လူတယောက်ကိုလွတ်ပြီးတော့ဝယ်ခိုင်းလိုက်ပါ။ဆရာကိုင်ကလည်းဂိုင်းဆောက်ဦးကြီးရဲ့ထွက်ပေါက်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့မောင်ဆိုင်ရဲ့အမိန့်နဲ့လူအများကစောင့်ကြံ့နေပါတယ်။ဘသူကမှဝင်ခွင့်ထွက်ခွင့်မပေးပါဘူး။ငါ့ကိုတကားဖွင့်ပေးစမ်းကွာ။ဆရာဆိုင်ကမှားထားပါတယ်။ဒီထဲကနေဘသူကမှထွက်ခွင့်မပေးရပါဘူးတဲ့။မင်းတို့တော်တော်ညံနေတယ်ကောင်းပြီပဲ။ငါကတခြားလူလားကွာ။အခုမင်းတို့ရဲ့ဆရာဆိုင်ကလုပ်ငန်းကြီးအောင်မြင်ပြီးပြီဖြစ်လို့ အောင်သေးအောင်သားစားရအောင်လို့ခေါင်ရည်ထွက်ဝယ်ခိုင်းတာကွမင်းတို့ငါ့ကိုတားလို့ခေါင်ရည်မရဘူးဆိုရင်ဒီကိစ္စမင်းတို့ခေါင်းပေါ်ရောက်လာမှာနော်ဆရာကိုင်းကလည်းခြောက်လက်လိုက်တဲ့အခါမှာတော့တကားဆောင်တွေကလည်းဆရာကိုင်းကိုတကားဖွင့်ပေးလိုက်ပါတယ်ဆရာကိုင်းတယောက်အပြင်ကိုထွက်လိုက်ကခတ်တုံတုံထွက်လာခဲ့ပါတယ်ငါဒီတိုင်းသွားနေလို့တော့မဖြစ်ဘူးအပွားခင်နဲ့ဆက်သွဲမှာဖြစ်မယ်ဆရာကိုင်းကလည်းအပွားခင်ကိုဆက်သွဲလိုက်ပါတယ်အိမ်နဲ့ကြီးထံမှာတော့ဆရာဝါကြီးနဲ့လူတွေကစောင့်ကြံနေပါတယ် အဖွားခင်ကဆရာကိုင်းရဲ့ဆက်သွယ်မှုကိုသိလိုက်ရပြီးတော့ထိတ်လန့်သွားပါတယ်။အဲ့လိုနဲ့ဒေါ်ဖွားရှင်ကိုအနောက်ကိုခေါ်ကားတိတ်တဆိတ်ပြောလိုက်ပါတယ်။ကျမတို့ဘယ်လိုလုပ်ကြမလဲ။ငါဖြင့်ဆရာဝါကြီးတို့ကိုမသိင်ကြဘူး။သူတို့ကဘယ်တော့မှဒိဋ္ဌိနဲ့မရှိတဲ့သူတွေပဲ။ဒီနေ့တော့လက်နက်တွေကင်ပြီးတော့ဒီရင်ကြီးထဲမှာစောင့်နေကြတယ်ဆိုတာတခုခုတော့မသိင်ကြစရာကောင်းနေတယ်။အဲ့ဒီအချိန်မှာဆရာဝါကြီးကအနားကိုရောက်လာပါတယ်။အဖွားကြီးဘာတွေပြောနေကြတာလဲ။ဘာမှမဟုတ်ပါဘူးဆရာဝါကြီးရဲ့။ ဒါနဲ့ဒီအိတ်နဲ့ကြီးရဲ့မှာလုံးကျုံပါတယ်အဆောင်တွေကလက်နက်တွေကင်ပြီးတော့စောင့်နေစရာမလိုပါဘူးဟာနန်းတော်ရကိုစောင့်ရှောက်ရမယ်လို့ဂိုင်းကျုပ်ကအသေးချာမှားသွားတယ်မဟုတ်ဘူးလားကျုပ်တို့လို့ကျုပ်တို့လုံနေတာပါဖွားခင်ရဲ့အေးကွယ်ငါတို့အိမ်မှာကလည်းလက်နက်တွေကင်ထားကြတော့ငါနေရတာကြင်ကြက်သလားလို့ပါအေးဘာမှမကြင်ကြက်ပါနဲ့ကျုပ်တို့ကတောင်းဝန်အရလုံနေတာပါဆရာဝါကြီးထွက်သွားတဲ့အခါမှာတော့တွေ့လားအရင်တုန်းကတော့ကလေးမကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လုံနေတဲ့လူက အခုကျတော့ဂိုင်းကျုံဆိုပါလားဒီထဲကတခုတော့ထူးခြားနေတာသိကြတယ်ဂိုင်းကျုံမရှိတဲ့အချိန်မှာမောင်ဆိုင်တော်မပုံကံဝင်နေဆိုရင်ဆရာဝါကြီးတို့လူမျိုးကတော့ပုံကံမှာအသေးကြပဲသူ့ကိုငါတို့ဘယ်လိုလုပ်ကြမလဲငါအိမ်ထဲကြီးကလုံခြုံပြီးသားပါဒင်းတို့ကိုအိမ်ပြပထုတ်ပြီးတော့အိမ်တကားတွေပိတ်ပြီးမော်ဆက်လက်နက်တွေအသက်သွင်းလိုက်ရင်ဒင်းတို့ဝင်ဖို့မလွယ်ပါဘူးခတ်တာကသူတို့အားလုံးကိုအိမ်ပြရအောင်လို့ဘယ်လိုလုပ်ရမလဲဒေါ်ဖွားရှင်ကလည်းတက်ချက်တွေးလိုက်ကဒါတို့တော့ကျမလုပ်လိုက်ပါပဲ။ ဒေါ်ပွားရှင်ကလည်းအလူမွေးကြိုင်တင်းပြန်လာတဲ့ဟင်းလျာတွေကိုချက်ပြုတ်ပြီးတော့အိမ်ပြေဘက်မှာကုပြစ်ကြီးခင်းကတဲခင်းထားလိုက်ပါတယ်။ဒါပါလောက်တော့လေဒေါ်ပွားရှင်ဆရာဝါကြီးတို့စောက်ချက်နေရတာပြင်မမှာပေါ့။ဒါကြောင့်ဆရာဝါကြီးတို့တုံးဆောင်မှုအတွက်ပြင်ဆင်ပေးတာပါ။ကျုပ်တို့တာဝန်နေတဲ့ဒီလူတွေစားဖို့မဖြစ်ပါဘူးဗျာ။ဒီအိမ်ကြီးကိုတယောက်ယောက်ကတိုက်ခိုက်ခြင်းမှာတော့ဒီအချိန်ထိစောင့်နေပါမလားဆရာဝါကြီးရဲ့။စာရင်စောင့်နေလေရပါတယ်။ဆရာဝါကြီးကလည်းအတန်ကြာအောင်တီးခံထားပြီးမြဲ။ တင်းပြန်မွေးကြိုင်လာတဲ့ဟင်းရက်နဲ့တွေကိုရတဲ့အခါမှာတော့မနေနိုင်တော့တာမလို့ဝင်းရောက်စားတော့ပါတယ်။တကောင်ချင်းနီးပြီမလို့လက်နဲ့များကိုက်ဆောင်ကစောင့်နေကြတဲ့ဆရာဝါကြီးရဲ့တပည့်တွေအားလုံးဟာလေဘိုက်စာလာကဝင်းရောက်စားတော့ပါတယ်။တပည့်တွေအကုန်နီးပါလို့လို့အပြင်ကိုရောက်တဲ့အခါမှာတော့ဒေါ်ဘွားရှင်ကလည်းအိမ်တကားကိုပိတ်လိုက်ပါတယ်။ဆရာဝါကြီးတို့ဟာအိမ်အတွင်းကိုဝင်ကြည့်ပေမဲ့ဝင်ရောက်ရမရပဲဖြစ်နေပါတယ်။ဒေါ်ဘွားရှင်ကလည်းဆန်စီယိုဖြေကရထားတဲ့ဝါပင်တွေကိုအသုံးပြုကာတိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။ မကြမီဒေဝခိုင်းကအဖွဲဝင်တွေဟာဆရာဝါကြီးတို့နဲ့ပူးပေါင်းပါတယ်ဆရာကြီးကျုပ်တို့အိမ်နဲ့ကြီးကိုမရရအောင်တိုက်ကြမယ်မလုကြနဲ့အိမ်နဲ့ကြီးကဘာတန်ဖိုးမှမရှိဘူးငါတို့ဟေတာကုန်းကိုချီတက်ကြမယ်ဆရာဝါကြီးဥဆောင်တဲ့အဖွဲဟာဟေတာကုန်းကိုတိုက်ခိုက်ဖို့အတွက်ထွက်သွားပါတယ်ဟေတာကုန်းကိုမောင်ဆိုင်တို့အပိုင်စီးလိုက်တဲ့အဖြစ်ကိုဆရာဝါကြီးတို့အဖွဲကမသိကြပေအဖြစ်ကတော့ဒီလိုပါပဲခိုင်းကျုပ်မိသားဟာအလုံးစိတ်နဲ့ကြာစင်းနေပြီဖြစ်ပါတယ်ခိုင်းပြက်ပြီး ခိုင်းကြီးတော့ပြတ်ပါပြီ။ဒါတွေအားလုံးဟာငါကြောင့်ပဲ။အဲ့လိုမတွေးပါနဲ့ခိုင်းကျုပ်။ခိုင်းကျုပ်အသက်ရှင်နေသေးသေးကျုပ်တို့ခိုင်းကမပျက်စီးသေးပါဘူး။ခိုင်းကျုပ်အနားယူလိုက်ပါအောင်။ကျမတို့ဘာဆက်လုပ်ကြမလဲဟင်အဖွားခင်။ငါလည်းမတွေးတတ်တော့ဘူး။ဒါပေမဲ့ဆေးရနောင်ကိုဒီလိုအဖြစ်ကိုအတိပေးပြီးတော့အမြန်ပြန်ခေါ်မှရမယ်။ဆေးရနောင်ကိုဘလို့အတိပေးရမလဲ။အဖွားခင်ကလည်းတမဏီကွေထိုင်ရင်းနဲ့သူ့ကိုငါအစွမ်းနဲ့ခေါ်ကြည့်မယ်။ဖြစ်ပါမလားအဖွားခင် ရန်ကုန်ဆိုတာကအဝေးကြီးနော်ငါတို့မှတခြားရွေးဆယ်ကြမှာမရှိတာပဲငါမှရှိနေတဲ့ S1 တွေအကုန်သုံးချပြီးတော့ဒီသတင်းစကားကိုဆရာနောင်စီကိုရအောင်လို့ပို့ပေးမှရမယ်အဖွားခင်ကလည်းမျက်စိအစုံကိုမိတ်ထားကဆရာနောင်ရဲ့အဆက်အသွယ်ရဖို့အတွက်စူးစမ်းလိုက်ပါတယ်ဥမာရာကလည်းဖန်စီရမိလာတဲ့ခေါင်းဆောင်တွေကိုကြည့်နေပါတယ်မမကြီးဆိုတာကမိမဲကိုမင်းကပကိုးမှာအစွမ်းဆုံးလူလို့ကိုကိုကိုကြွေးကြော်ထားတယ်ဆိုအခုတော့ငါ့ရဲ့လက်မှာအဖမ်းခံထိပါရောလားကွာ မကြီးကလည်းဥမာရကို ကြည့်ရင်းနဲ့ဟဲ့အမျိုးရငောက်တက်ချင်တက်လိုက်စမ်းမတက်ပါဘူးခမားလိုပညာထက်တဲ့သူကိုဒီတိုင်းတက်ပြစ်လိုက်ရမှာနှမျောစရာကြီးဗျာတမန်းကောင်းဆောင်ဝကနဲ့တမန်းမုံဆိုဝရဆိုတာကလည်းမင်းတို့ကို ခမားရှာမရှိနဲ့တက်မယ်ဆိုရင်ချက်ချင်းသာတက်လိုက်စမ်းမင်းတို့ကတေစကားတိတ်ပြောတာပဲကွာမင်းတို့ကငါကမ်းလန်းစရာတခုရှိရကွာတကယ်လို့မင်းတို့နှစ်ယောက်သာဒေဝဂိုင်းနဲ့ပူးပေါင်းမယ်ဆိုရင် မင်းတို့အသက်ကိုချမ်းသာပေးမယ်ပြီမင်းတို့ကိုလည်းယာရုကြီးကိုပေးမယ်ကွာမပူပေါင်းမှုဆိုရင်ရောမပူပေါင်းမှုဆိုရင်တော့တေတာထက်စိုးတဲ့အဖြစ်ကိုခံစားစေရမယ်ကျုပ်ကခမားလူလူနဲ့ပူပေါင်းမဲ့စားတေလန်းကိုပဲရွေးချယ်လိုက်မယ်မင်းတို့ကခေါင်းတိတ်မာတာပဲကွာမင်းတို့ကငါချက်ချင်းတော့မတက်သေးပါဘူးနည်းနည်းပါးပါးပြန်စင်းစားနိုင်ဖို့အခွင့်အရေးတော့ပေးလိုက်ပါဦးမယ်ကဲမပန်းတာသူတို့အားလုံးကိုငရဲတိုက်ထဲထားပြီးတော့ချုံနောင်ထားလိုက်စမ်းပါ မပန်းတာကလည်းမမကြီးနဲ့တမန်ကောင်းဆောင်နှူးအပါဝင်ဖန်စီရမိသူအားလုံးကိုဆွဲခေါ်သွားပါလေတိုက်ပွဲမှာပြီးဆုံးသွားပြီဖြစ်ပါလေရွှေဟင်းသာကိုင်းဟာဂိုင်းသားအများပြားကိုလက်လွတ်လိုက်ရကဟင်းသာကုန်းနေပေကိုလည်းလက်လွတ်လိုက်ရပြီဖြစ်ပါလေကြားထဲမှာအကျိုးမြတ်ရသွားတဲ့သူကတော့မောင်ဆိုင်ပဲဖြစ်ပါလေအကျိုးမြတ်မရပဲပြေးလာရတဲ့သူကတော့ဆရာဝါကြီးပဲဖြစ်ပါလေဥတုခါနဲ့ဥမာရာဟာဆရာဝါကြီးကိုအပြစ်တင်ကြပါလေခမည်းကိုနန်းတော်ရာကိုတိမ့်ဖို့ပြောထားတာမဟုတ်ဘူးလား ခမ ्या ကဘလို့ဖြစ်လို့ဟေးတာကုန်းကိုသွားတတ်ရတာလေဆရာဝါကြီးကလည်းကောင်းမွန်ရင်းနဲ့ဒါပေမဲ့ခမ ्या တို့အခုလိုအောင်ပွဲရဖို့အတွက်ကျုပ်ကအများကြီးကူညီခဲ့ရတယ်မဟုတ်ဘူးလားကျုပ်သာကျုံမပြောရင်အခုချိန်တော့ဆိုစန့်အင်းရွာနှစ်ရွာကရွှေဟေးတာခိုင်းရဲ့လက်အောက်ကိုရောက်သွားလောက်ဘူးမဟုတ်ဘူးလားကျုပ်ကဒေဝခိုင်းရဲ့အကျိုးအတွက်အများကြီးစ조사ခဲ့ရတဲ့အတွက်ကျုပ်ကိုဒေဝခိုင်းမှာနေရာတနေရာတော့ပေးရမယ်ယာရုကြီးကြီးတခုတော့ခတ်အံ့ပေးရမယ်အဲ့ဒီခါမှာတော့ဦးသူခါကခမ ्या အတွက်ကျုပ်တို့ခိုင်းမှာတော့နေရာမရှိဘူး ဒါပေမဲ့တေမင်းစီမှာတော့နေရာတနေရာရှိလောက်ပါရဲ့။ဘာပြောတယ်ခမရဘလို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာပဲဥမာရာဟာဆရာဝါကြီးရဲ့အနောက်ကိုခုံဝင်လိုက်ကဆရာဝါကြီးရဲ့လက်ကုတ်ကိုစုပ်ကင်ထားလိုက်ပါလေ။ဘာဖြစ်လို့လဲခမရတို့ဘာဖြစ်လို့ကြုတ်ကိုတစ္ဆာဖောက်တာလဲ။တစ္ဆာဖောက်တယ်ဟုတ်လား။ခမရတို့လူရဲ့ပါဇက်ထဲကတစ္ဆာဆိုတဲ့စကားပြောထွက်သေးရဲ့လား။ခမရကရွှေရင်သာခိုင်းမှာခိုင်းကျုံ၂၀တတိတာဝန်ထမ်းဆောင်ခဲ့တာတော့မှခမရရဲ့အကျိုးအတွက်တစ္ဆာဖောက်ဖို့ဝင်မလေးခဲ့မဟုတ်ဘူးလား။ခမရတို့လူကိုကြုတ်တို့ခိုင်းမှာထားရင် တချိန်ကြာရင်ခမားကလည်းကျုပ်တို့ခိုင်းကိုတစ္ဆာမဖောက်ပါဘူးလို့ပြောနိုင်မလားဒါဒါကတော့အနှစ်40လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ခိုင်းကိုတော့မှတစ္ဆာဖောက်ရဲသေးတာကျုပ်တို့ခိုင်းမှာသူ့ကိုနေရာပေးလိုက်ရင်လေတချိန်ချိန်မှာကျုပ်ကိုတစ္ဆာဖောက်ဖို့ဝေလေးတယ်မှာမဟုတ်ဘူးဒါကြောင့်ခိုင်းကျုပ်အနေနဲ့သူ့လိုတစ္ဆာဖောက်လောက်ကောင်ကိုတစ္ဆာဖောက်ဒီသွားရလမ်းကိုပို့ပေးရပါလိမ့်မယ်မလုပ်ပါနဲ့ကျုပ်ကိုမတက်ပါနဲ့ဥမာရကလည်းဆရာဝါကြီးကိုတက်ပစ်လိုက်ပါတယ် ဆရာဝါကြီးနဲ့အတူပါလာတဲ့ရွှေရင်တာခိုင်းသား90ခန့်ကိုလည်းတက်စပေါက်များဟုဆိုကာအကုန်တက်ပြစ်လိုက်ကြပါတော့တယ်။ပရိသတ်တွေအခုနားဆင်ကြရတဲ့ဇလန်လီကတော့စာရေးသူအက္ကစောရေးသားထားတဲ့အဝိဇာတော်တောင်ဇလန်လီရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇာတော်တောင်နဲ့တကွက်မာတော်ကြားဆိုတဲ့ဇလန်လီကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိဇာတော်တောင်ဇလန်လီရဲ့အခန်းဆက်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။ နာတော်ရဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ဇလန်လေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။